အမင်္ဂလာပါဒီနေ့ကျတော့မင်္ဂလာရှိတော်သူပတ်တူအတူဆွေးနွေးမယ်စိတ်နှလုံးနှင်ချတော်သူတို့ဒီမင်္ဂလာရှိကြရဲ့အကြောင်းမူကားကောင်းကင်နိုင်ငံတော်ကြီးထိုသူဤနိုင်ငံဖြစ်ပြီးတဲ့ဆိုတော့ဒီနေ့မှာတော့ဗမာလူကျတော့တိုက်ရိုက်စိတ်နှလုံးနှင်ချတော်သူဆိုပြီးဘာသာပြန်ထားတယ်အင်္ဂလိပ်ဒီမှာရောတခြားကျမ်းဒီမှာကျတော့ဝိငင်ဖက်မှာစင်းရဲတော်သူဒီ မင်္ဂလာရှိဆိုပြီးရထားတယ်ဆိုတော့ဝိညာဉ်ဖက်မှာစင်ရတဲ့တူတွေကဘသူတွေလဲဆိုတော့စိတ်နှလုံးနှိမ်ချတဲ့လူတွေပဲဖြစ်တယ်ပေါ့ဆိုတော့ဒီ Google မှာပြန်လဲလာကြည့်တဲ့အခါမှာစိတ်နှိမ်ချတဲ့လူရေပြီးရင်ဒီဝိညာဉ်ရေးမှာဖျားခြင်းပေါ်ပါလုံးလုံးလျားလျားကိုးစားတဲ့လူเนาะဖျားခြင်းပေါ်မှာ ယုံကြည်စိတ်ချမှုထားတဲ့လူလို့လည်းအတိပေးရတယ်ပြီးရင်ကိုယ့်ရဲ့ခွန်အားကိုမအားကိုဘူးပြီးရင်မဝါကြဘူးနော်ပြီးရင်ဒီလိုစိတ်ထင်းချတဲ့လူပြောတဲ့အခါမှာကိုကိုကိုအတိတ်တမန်အမြဲတမ်းအောက်မဲ့တဲ့လူဆိုပြီးလည်းအတိပေးရတယ်တဲ့ပြီးရင်ဘရောဘာကိုရခွန်အပေါ်မှာမဝကြွားတဲ့လူပြီးရင်ဖျားခင်ပေါ်မှာ ကိုးစားတတ်တဲ့လူလို့ပြောတဲ့အခါမှာခပ်သိမ့်သောအရာဟာကောင်းတဲ့အရာပန်တမြဟာဒီဝိညာဉ်ရမချမ်းသာခြင်းနော်အဲ့ဒါလေးအကုန်လုံးဟာဖျားဖက်တာနေပဲလာတယ်ဆိုတာကိုအောက်မဲ့ခြင်းနော်ပြီးရင်ဝိညာဉ်ရမှာတရောင်းစားလို့ဖြစ်တာပေါ့နော်တရောင်းစားတွေကိုမိအောင်ကြည့်လိုက်တရောင်းစားတွေဆိုရင်နော် အခုတောင်းနေပိုက်ဆံလေးရတဲ့စားစရာလေးရတဲ့နောက်တနေ့ပြန်တောင်းပါပဲနောက်တနေ့လည်းပြန်တောင်းပါမယ်တရက်တရက်အဲ့လိုတရက်ဆက်တရက်ဆက်တောင်းနေတာကိုတွေ့ရတယ်အဲ့လိုပုံစံမျိုးနဲ့အဲနှိမ့်ချတယ်ဆိုတာကဖယားရှင်ရဲ့အထံတော်မှာဒီတရောင်းစားတူပမာနော်တရောင်းစားကဲ့သို့ဖယားရှင်ရဲ့ဂျေဇုတော်ဖယားရှင်ရဲ့ဒေယုနာတော်ကိုအမြဲတမ်း ကိုးစားရင်းနဲ့တောင်းတဖို့ကိုဆိုလိုတာဖြစ်တယ်ပြီးရင်အာဒီလောကမှာရှိတဲ့ဂုံပကတနာဒီနော်ဘုံဒီစီစဉ်ဒီချမ်းသာမှုတွေကိုဥပေက္ခပြုခြင်းလည်းဖြစ်တယ်တဲ့နော်ဆိုတော့စိတ်မိတ်ချတဲ့ဆိုတာကတကယ်လို့များတအားချမ်းသာတယ်ဒါမှမဟုတ်အဲ့ချမ်းသာခြင်းဟာအာယာယီပဲဖြစ်တယ်ဆိုပြီးမှတိတက်တဲ့လူ နော်ဥပခပြုတယ်ဆိုတော့ကအပူမထားဘူးပေါ့နော်ဆိုတော့အဲဒီဝိငေးရမှာဆင်းရဲတယ်ဆိုတာကဒီဇာတိပစ္စည်းတွေနဲ့မဆိုင်ဘူးနော်ဒီစီစဉ်တွေဆင်းရဲတာနဲ့မဆိုင်ဘူးတချို့လေတော့တအားဆင်းရဲတယ်ဆင်းရဲတဲ့အပြင်နော်ဝိငင်ဖတ်မှလည်းစင်းရဲတယ်နော်သင်ချချင်းလည်းမရှိဘူးအိုးဖះဝင်လည်းမတောင့်တဘူး နော်ဖခင်ရဲ့ကျေးဇူးတော်လည်းမတောင်းဘူးဖခင်ကိုလည်းမကူဆတဲ့လူရှိတယ်အဲ့ဒါမျိုးကြတော့တအားကန်ဆိုးတယ်ပြောရမှာပေါ့လောကစကားနဲ့ဆိုတော့ပြီးရင်ဒီနိုင်ချတယ်ဆိုတာကအိုးတစ်ချိန်လုံးလွန်ပါတယ်တစ်ချိန်လုံးအာသူများအောက်မှနေတယ်အဲ့ဒါမျိုးလည်းမဟုတ်ပါဘူးနော်နိုင်ချရဲဆိုတာကချမ်းသာယတ္တနဲ့နော်ဂုံပကတရရှိယတ္တနဲ့နော် ေလောကမန္တမေကြီးယတနဲ့အောင်မြင်ယတနဲ့အဲ့ဒါလေးကိုဥပခပြုမှာဘုရားပေါ်မှာကိုးစားတယ်ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုရဲ့အတွက်တယ်နော်မဝါကြွားဘူးအဲ့အဲ့ဒါလေးကိုပြောနေခြင်းဖြစ်တယ်ဆိုတော့ဒီနေ့စိတ်နှလုံးသိမ့်ချတဲ့လူကဘာအကျိုးခံစားလဲကောင်းကင်နိုင်ငံနော် ဖိယတ်ခင်ရဲ့နိုင်ငံတော်ကိုစံစားရတဲ့လူတွေဖြစ်တယ်ဒီလောကမှာတောင်းလို့တေပြီးမှကောင်းကင်ရောက်မဲ့ဟာတကြောင်ဒီလောကမှာအသက်ရှင်နေတော့လေအာစိတ်ချမ်းသာဆိုတဲ့အသက်ရှင်တာပေါ့နော်တချို့လူတွေကြတော့တအားချမ်းသာတယ်ငွေကြေးလည်းရှိတယ်နော်စီစဉ်ကြီးရှိတယ်ဂုံရှိတယ်ပကတနာကြီးရှိတယ်သူ့တော့အမြဲတမ်းစိတ်ဆင်းရဲတဲ့လူရှိတယ်အဲအဲ့ဒါကိုဝိညာဉ်စိတ်ဆင်းရဲခြင်းလို့ခေါ်တာပေါ့နော် ်အဲဆိုတော့တချို့လူတွေတော့တအားချမ်းသာရတဲ့နဲ့ဘုရားသခင်ကိုတောက်တာတဲ့လူရှိတယ်တချို့လူတွေတော့ချမ်းသာတဲ့သူတို့ရဲ့စိတ်လည်းစင်းရဲတဲ့သို့တော့ဘုရားကိုမချင်းကပ်တဲ့လူတွေရှိပြန်တယ်ဆိုတော့ဒီလောကကပကတ်နာနဲ့မဆိုင်ဘဲနဲ့ကျွန်တော်ကျမတို့ဒီဟာဘုရားသခင်ကဖန်ဆင်းထားတဲ့လူတွေဖြစ်ပါတယ်ဆိုပြီးဘုရားရှင်စီမှာ လုံးလုံးလေးလေးကိုးစားရင်းနဲ့အတ္တတကိုနှိမ်ချကြဆို့နော်တချို့လူတွေကြတော့အမြဲတမ်းဟာတတာဖြစ်နေတာပေါ့နော်ဖြစ်မှာပေါ့ဘာလို့ဆိုတော့ကျွန်တော်ကျမတို့ကိုဖျက်ခြင်းကပုံတရံတော်နဲ့အငြိဖန်ဆင်းထားတယ်ဆိုတော့ဒီလက်အိတ်လေလက်ပုံစံနဲ့ဖန်ဆင်းထားတာဆိုတော့ထိုးထားတာဆိုတော့မော်နော့ချုပ်ထားတာဆိုတော့လက်ပဲဆန်တယ်နော်အဲ့ လက်အိတ်လုတ်ထားတဲ့နေရာမှာခေါင်းသွားဆွတ်တဲ့နေမှာဆန်းနော်ပြီးဘာမဆိုပေါ့နော်ဒီသူ့ပုံစံဒါလက်အတွက်ဖြစ်တဲ့အတွက်လက်ပဲဆန်းတယ်လို့ဖျက်ခင်တယ်လေကျွန်တော်ကျမတို့ဒီကိုတရံတော်နဲ့ငိဖန်ချင်းတဲ့အတွက်ကြောင့်နှလုံးသားမှာတခုခုဟာတာတာဖြစ်နေရင်အဲ့နေရာလေးဟာဖျက်သခင်ကပဲဖြစ်နိုင်တယ်နော်ဆိုတော့ဖျက်ခင်ကမဖြစ်ပဲနဲ့လောကအစည်းအဝေးနေနဲ့တော့ဖြစ်မယ်ဆိုရင်လေ အဲ့ဟာတာတာဖြစ်နေတဲ့အရာကိုဘေးအရာကမှဖြစ်လို့မရဘူးဖယားသခင်ပဲဖြစ်လို့ရတယ်အဲ့ဒါကြောင့်ဖယားသခင်စီမှာလုံးလုံးလျော်လျော်ကိုးစားတတ်တဲ့လူဟာဆိုရင်ဝိညာဉ်ဖက်မှာချမ်းသာတယ်နှိမ်ချတတ်တယ်အဲ့ဒါဒီကမင်္ဂလာရှိတော်သူဖြစ်တယ်ဆိုတဲ့သတင်းကောင်းလေပေါ့ဆိုတော့မင်္ဂလာရှိတော်သူဆိုတာစိတ်နှိမ်ချတတ်တော်သူဖယားသခင်ကိုတာကိုးစားတတ်တော်သူဖြစ်တယ်ဖယားသခင်ကောင်းကြီးပဲပါစေစေစုံမြတ်ခြင်းနဲ့ အလိုလိုရှိတဲ့အခါပြန်တွေ့ကြမယ်ဘိုင်